ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့နိုင်ငံတကာဆက်ဆံရေးမျက်မှန်နဲ့ကြည့်မယ်ဆိုရင်တရုတ်ဟာအိမ်နီးချင်းနိုင်ငံများရဲ့မိတ်ဆွေစစ်ဖြစ်ခဲ့ဘူးသလားဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါတယ်နိုင်ငံကဆက်ဆံရေးလောကမှာဗီတင်ဝန်ကြီးချုပ်ဟောင်းလော့ပါမစတန်ရဲ့ကြော်ကြားတဲ့ဆူယူစကားတစ်ခုရှိပါတယ်နိုင်ငံတွေမှာထာဝရမိတ်ဆွေဆိုတာမရှိဘူး ထာဝရယန္တုဟူ၍မရှိထာဝရအကျိုးစီးပွားသာ ရှိတယ်ဆိုတဲ့ဇကားဖြစ်ပါလေ။ဒီဇကားကိုအခြေခံပြီးတော့ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာတဲ့တရုတ်နိုင်ငံနဲ့၎င်းရဲ့အိန္ဒိယနိုင်ငံများကြားဆက်ဆံရေးကိုလေ့လာကြည့်ပါကအလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ပုံရိပ်တွေကိုတွေ့ရမှာဖြစ်ပါလေ။တရုတ်နိုင်ငံရဲ့အင်းနီချင်း၁၄နိုင်ငံနဲ့နယ်နိမိတ်ထိစပ်နေပြီးအဲ့ဒီနိုင်ငံများနဲ့ဆက်ဆံရေးမှာချစ်ကြည်ရင်းနှီးမှု ပေါက်ဖော်တမဏိညီကူစတဲ့ဝေါ်ဟာရများကို မကြာခဏတုံးဆွဲလीရှိပါတယ်။သို့တော့လက်တွေ့သမိုင်းမှာတရုတ်ဟာ မိတ်ဆွေစစ်ဖြစ်ခဲ့သလားဆိုတာကို ခွဲကဏ္ဍခွဲလေ့လာကြည့်ရအောင်ပါ။ရှိခိတရုတ်မင်းဆက်များရဲ့နိုင်ငံသားရေးဝါဒဟာ တန်းတူညီမျှမိတ်ဆွေဆိုတဲ့သဘောတရားပေါ်အခြေမခတ်မအောင်တရုတ်ဟာမိမိကိုယ်ကို အလဲဘဟုနိုင်ငံမေတ္တကင်းထန်ဖြစ်တတ်မှတ်ပြီးတော့အိန္ဒိယနိုင်ငံများကိုပနာဆက်နိုင်ငံများအဖြစ်တတ်မှတ်ခဲ့ပါတယ်ကိုရီးယားဗီယက်နမ်မြန်မာအစရှိတဲ့နိုင်ငံများဟာတရုတ်ဧကရေကိုလက်ဆောင်ပနာများဆက်တာရပြီးတော့၎င်းရဲ့အပြန်အလှန်အနေနဲ့တရုတ်ကလုံခြုံရေးအကာအဝင်နဲ့ကုန်သွယ်ခွင့်ကိုပေးပါတယ် ဤဆက်ဆံကြီးဟာမိတ်ဆွေဆက်ဆံကြီးထက်ဆရာတပည့်ဓမ္မမဟုတ်အကြီးနဲ့အငယ်ဆက်ဆံရေးမျိုးသာဖြစ်ပါလေ။နံပါတ်2ကတော့တမဏိညီကိုဆက်ဆံရေးခေတ္တမိုင်းမှာတရုတ်ရဲ့မိတ်ဆွေစေလို့အနည်းဆက်ဆုံးခေါ်ဆိုနိုင်တဲ့နိုင်ငံဟာပါကစ္စတန်ဖြစ်ပါလေ။တရုတ်နဲ့ပါကစ္စတန်ဆက်ဆံရေးကိုတောင်ထက်မြင့်ပြီးပင်လယ်ထက်နက်တယ်လို့တင်စားကြပါလေ။သို့တော့ဤယင်းနှိမှုရဲ့အဓိက အုတ်မြစ်မှာဘုံရန်သူရှိနေခြင်းကြောင့်ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟာတရုတ်ရဲ့အာရှဒေသတွင်ပြိုင်ဘက်ဖြစ်တယ်လို့ပါကစ္စတန်ရဲ့ရန်ဘက်လည်းဖြစ်ပါတယ်။ဒါကြောင့်ပါကစ္စတန်ကိုကူညီခြင်းဟာတရုတ်အတွက်အိန္ဒိယကိုဟန်ချက်ညီအောင်ထိမ့်ညှိခြင်းဘီလမ်စီအိန္ဒိယဖြစ်ပါတယ်။အိန္ဒိယမှာမိတ်ဆွေဖြစ်ခြင်းဟာမဟာဗျူဟာမြောက်လူအပ်ချက်ကြောင့်သာဖြစ်ကြောင်းတွေ့ရှိရပါတယ် နံပါတ်3ချက်ကတော့ဆိုရှယ်လစ်ညီအကိုတော်တွေဖြစ်ခဲ့ပြီးတော့ရန်သူတော်တွေဖြစ်ခဲ့ကြတယ်ဗီယက်နမ်ဥပမာ ဖြစ်ပါတယ်တရုတ်ရဲ့မိတ်ဆွေစုတီမှာမိမြအပြောင်းလဲမြန်ချောင်းပြတာနေတဲ့အကောင်းဆုံးဥပမာကတော့ဗီယက်နမ်ပဲဖြစ်ပါတယ်အမေရိကန်ဗီယက်နမ်စစ်ပွဲကာလမှာတရုတ်ဟာဗီယက်နမ်ကွန်မြူနစ်များကိုငွေကြေးနဲ့လက်နက်အမြောက်များထောက်ပံ့ခဲ့ပြီးရဲဘော်ရဲဘက်မိတ်ဆွေများလို့တတ်မှတ်ခဲ့ပါတယ် သို့သော1989ခုနှစ်မှာနိုင်ငံရေးအကျိုးစီးပွားခြင်းပြိပခဖြစ်လာတဲ့အခါ BNN ဟာတရုတ်မဟာမိတ်ကမ္ဘောဒီးယားကိုဝင်ရောက်တိုက်ခိုက်ခြင်းကြောင့်တရုတ်က BNN ကိုကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ယင်းဖြစ်ရက်ကအယူဝါဒတူချင်းအမျိုးသားအကျိုးစီးပွားကိုမကျော်လွှားနိုင်ကြောင်းတတ်သိပြခဲ့တဲ့ဥပမာတစ်ခု ဖြစ်ပါတယ်။စီဝါရေးမိတ်ဆွေများ ဖြစ်ကြတဲ့ကမ္ဘောဒီးယားနဲ့လာအိုကိုလည်းကြည့်မယ်ဆိုရင် လက်ရှိကာလမှာတရုတ်ဟာကမ္ဘောဒီးယားနဲ့လာအိုကဲ့သို့နိုင်ငံများကိုစီးပွားရေးအရကြီးမားစွာထောက်ပံ့ပေးထားလျက်ရှိပါတယ်။အပြန်အလှန်အားဖြင့်ထိုနိုင်ငံများဟာအာဆီယံအစည်းအဝေးများမှာတရုတ်ရဲ့ရက်တီချက်တွေကိုထောက်ခံပေးရပါတယ်။ဤဆက်ဆံရေးကိုမိတ်ဆွေလို့ခေါင်းစဉ်တက်နိုင်ပေမဲ့နိုင်ငံတကာလေ့လာသူများကမူမိခိုသူနဲ့အလို့ရှင် patron client relationship လို့သုံးသပ်ကြပါတယ်။ တရုတ်ရဲ့ရေဝန်းနဲ့ပိုးလမ်းမှာစီမံကိန်း BI အောက်မှာဤနိုင်ငံများဟာတရုတ်ရဲ့စီးပွားရေးဂီဟစနစ်အတွင်းကိုကြားရောက်သွားခြင်းဖြစ်ပါတယ်မြန်မာနဲ့ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကိုကြည့်မယ်ဆိုရင်လေမြန်မာရေးမှာတရုတ်ဟာဆွေမျိုးပေါက်ဖော်ဆိုတဲ့ခေါင်းစဉ်ကိုအသုံးပြုပေမဲ့လက်တွေ့မှာ အနာရရှိနေသူမိသူနဲ့မဆိုဥနုဥနေဝင်စစ်အစိုးရအဆက်ဆက် NLD အစိုးရပူးပေါင်းဆောင်ရွက်လေရှိပါတယ်တရုတ်တို့အရေးကြီးဆုံးမှာမြန်မာပြည်သူများရဲ့ချစ်ခင်မှုဒါမှမဟုတ်ဒီမိုကရေစီစံနှုန်းနေမဟုတ်ဖဲအိန္ဒိယတမုတ်တရားထွက်ပေါက်တဲ့နယ်စပ်တင်းရင်ရေးတာလည်းဖြစ်ပါတယ်အနာသိမ့်ပြီးနောက်ပိုင်းတရုတ်ရဲ့ရက်တီချက်တရား၎င်းတို့ဟာအချင်းနေနဲ့လိုက်လျောညီထွေတတ်တဲ့မိတ်ဆွေ fair were the friend ဒါမှမဟုတ်လက်တွေ့အကျိုးစီးပွားသမားများဖြစ်ကြောင်းပုံမူထင်ရှားစေပါတယ်ခြုံငုံသုံးသပ်ရမယ်ဆိုရင်တရုတ်နိုင်ငံဟာနိုင်ငံတကာဆက်ဆံရေးစံနှုန်းများအတိုင်းပင် ပြုမူနေခြင်းဖြစ်ပါတယ်တရုတ်ဟာအင်းနီးချင်းနိုင်ငံများရဲ့အချုပ်ချာအာဏာကိုကာဝယ်ပေးသောအနစ်နာခံသောမိတ်ဆွေစစ် မဟုတ်ခဲ့ပါဘူးတရုတ်ဟာ၎င်းရဲ့လုံခြုံရေးစီးပွားရေးနဲ့ဩဇာအာဏာချဲ့ထွင်ရေးအတွက် အိန္ဒိယနိုင်ငံများကိုမဟာဗျူဟာမြောက်မိတ်ဖက်များ strategic partner များဖြစ်တာတတ်မှတ်ပါတယ်။ဒါကြောင့်နိုင်ငံကဆက်ဆံရေးရှုထောင့်ကကြည့်ရင်တရုတ်ဓမ္မမုတ်မိသည့်အင်အားကြီးနိုင်ငံမဆိုမိတ်ဆွေစစ်ဖြစ်ရန်ထက် အကျိုးတူ မိတ်ဖက်ဖြစ်ရန်သာဥတည်လေရှိပါတယ်။အိန္ဒိယနိုင်ငံများအနေဖြင့်လည်းတရုတ်ကိုညီအကိုလို့ခံစားချက်ဖြင့်ရှုမြင်ခြင်းထက် မိမိနိုင်ငံရဲ့အကျိုးစီးပွားအတွက်မိတို့အပြန်အလှန်အတုံးချမလဲဆိုတဲ့လက်တွေ့ကြတဲ့ဆက်ဆံရေးဖြစ်တာချီကတင့်ကြောင်းကိုတမိုင်းသင်္ကန်းစာများက ပြတာနေပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်